ရားကျင့်ပြီဆိုရင်ဦးဇင်းတို့ဒီအာနာပါနကမ္မထံကျင့်ပြီဆိုလို့ရှိရင်ဦးဇင်းတို့မရှိတဲ့အခါမှာလည်းဆက်ကျင့်မယ်ဆိုရင်တရားထိုင်ပြီဆိုရင်အရိယာပုဂ္ဂိုလ်ပြင်ဆင်ပြီးတာ ਨੇ မျှတရည်လားအင်းတွေတိဆောက်လို့ကောင်းရင်လားလို့အဲ့လိုစရမယ်အဲ့လိုစတဲ့အခါမှာလွယ်လွယ်နဲ့မလုပ်ပါဘူးစိတ်နဲ့ယုတ်ကြီးကိုဒီလိုကြီးပြင့်မမထားနဲ့အပေါ်ပိုင်းကိုမမထားနဲ့ ခုတရားမထိုင်ခင်ကအာပြီးအလကားထိုင်နေတဲ့အတိုင်းလေးနေပါလို့။နော်ထိတံဝါပဏိဟိတံဝါတီမြဲတိုင်းထားမြဲတိုင်းကိုခေါ်တယ်။ငိုအတိုင်းလေးနေပါ။ဥဇုံကာယံဆိုတော့ထောင်လောင်ကြီးပြောတာမဟုတ်ဘူး။ရိုင်နာရွက်တာမရှိဘဲနဲ့တဲ့တဲ့လေးကိုပြောတာပါ။အဲ့လိုတဲ့တဲ့လေးနေပြီးတဲ့အခါကျတော့သတ်မှတ်တဲ့အဋိဌံတဏာယီဆိုတဏာယီကိုပေါအောင်ထိုင်ကြိုးကြိုးပဲ့ပဲ့ကံကံဆုတ်ဆုတ်သေးသေး မဲ့နဲ့အသက်နဲ့လဲမယ်ဆိုတဲ့တရားစိမ့်နဲ့တိတိကျကျလုပ်လိုက်ပါအဲ့လိုကြည့်မယ်ဆိုပြီးဆုံးဖြတ်ချက်နဲ့တမရတဲ့ဒိဋ္ဌံအတွင်းမှာမလုံမပြင်းနဲ့ပြင်ရမှာကစိတ်ကိုပြင်ရမှာပုထုဇဉ်ကရုပ်ကိုပြင်တယ်အရိယာကစိတ်ကိုပြင်တယ်အဲ့တော့စိတ်ကိုပြင်ဖို့အတွက်ဒုက္ခနဲ့ဆက်ဆက်တဲ့စိတ်ကဒုက္ခကိုသွားသွားပြီးပေါင်းနေတာပုထုဇဉ်အလေးပါ အဲ့တော့အရိယာလေးဖြစ်ခြင်းဒုက္ခယုတ်နဲ့သွားပေါင်းတဲ့စိတ်ကိုဒုက္ခနဲ့လွတ်တဲ့နာသီးဘဝမှာရောက်အောင်သိမ်းစီရမှာပါမိကိုသွားမကရင်မလောင်ဘူးဒုက္ခသည်မိဖြစ်ပါတယ်အရာကိုစိတ်နဲ့သွားမပေါင်းရင်မစင်ရဲဘူးမပေါင်းမနဲ့တိုင်းနေလို့မရတော့စိတ်ကအာယုံတစ်ခုရှိမှရမှာရေကလည်းခွက်အမိတစ်ခုရှိမှရမှာအဲ့တော့ဒုက္ခယုတ်နဲ့ပေါင်းမဲ့စိတ်ကိုဒုက္ခလွတ်တဲ့နာသီးဘဝမှာပေါင်းအောင်လေ့ကျင့်တာပါ အဲ့ဒီစိတ်ကိုမသေးခင်နဲ့မသိသိနိုင်ဘူးဆိုသေမဘာကိုင်းလို့ခံရမှာမသိတော့ဘူးအဲ့ဒါကြောင့်မလို့တရားအားထုတ်တယ်ဆိုတာသေခြင်းစင်ရဲ့ကိုသေးတော့ကိုတယောက်တည်းခံရမှာဘယ်ရွှေမျိုးဘယ်သားသမီးဘယ်သားမယားကမခံဘူးအဲ့ဒါကြောင့်ကိုကိုကိုလွတ်မြောက်အောင်မသေးခင်နဲ့ကြိုတင်ပြင်ဆင်တဲ့အလုပ်ပါမြေစမ်းခရမ်းပြုတဲ့အလုပ်မဟုတ်ဘူးကိုသေးရင်ကိုယ့်အကိုချမ်းသာအောင်လို့သေနီးတောင်းလို့ကိုယ့်ဘကိုလေ့ကျင့်တာ အဲ့ဒါကြောင့်စိတ်နဲ့ယူနဲ့သွားပေါင်းမဲ့စိတ်ကို အာနာပါနဝင်လေထွက်လေမှာအလုတ်ပေးလိုက်ပါအရှိတူညှိအနည်းမြန်ညှိအပြင်းပြောပြင်းပြင်းရှူလိုက်ပြောပြောပြောပြင်းပြင်းလေးရှူလိုက်ရှေရှေရှူလိုက်တို့တို့ရှူလိုက်နှေးလိုက်မြန်လိုက်ရက်လိုက်ရှူလိုက်အဲ့ဒီလိုမလို့အောင်ကိုယ့်အကိုဆုံးမပြီးကိုယ်သိနီးတတ်ဖို့ကိုယ့်အကိုအဘယ်သန္တရာမှလွတ်ဖို့အတွက်ငါယုံနေပါလား ကိုယုံမှကိုလွတ်ပါပါလားဆိုတဲ့အသိစိတ်တိုင်မျိုးနဲ့ကျင့်ပါအဲ့တော့ရင်ထိုးပြီးမရှူနဲ့ညွတ်ပဲ့ညွတ်ပဲ့နဲ့မရှူနဲ့ခါရံပြီးတော့မရှူနဲ့နှလုံးအင်ကိုစိတ်ကတင်းပြီးအကြောတွေညှစ်ပြီးတော့ကျင်းချုံမရှူနဲ့ဟမ်ဦးစင်းရှူပြပါမယ်ဟမ်မိုင်းနဲ့စဝေးပေါ့အဲ့ဟိုစက်ကရှူစမ်းတော့ရှိပါတယ် ယောဂီတို့လှုပ်တာပါလားရင်းထူတာပါလားအဲ့လိုရင်းဝါလေးနေရင်းဝါလေးနေလေးပါအောင်ယူတဲ့အခါမှာအသက်ကြီးတဲ့နှလုံးယောဂတဲ့အားနေတဲ့ပုံကူများကျတော့ဆက်ကရှူသန်နဲ့ပြီးအောင်ယူဖို့မဟုတ်ဘူးဆက်ကရှူသန်တော့တောင်းပြောင်းလှုပ်တာတော့အနေအများမယုံမလွတ်လေဦးဇင်းတို့ကတပုံစံနဲ့တွင်းပေးလိုက်ရတာပေါ့အသက်ကြီးတဲ့ပုံကူမောတဲ့ပုံကူနှလုံးသွေးကြောကျင်းတဲ့ပုံကူစသည်ဖြင့်အဲ့လိုပုံကူမျိုးကြတော့ ဇက်ကရှူတန်အတိုင်းမရှူဘဲနဲ့ကိုရှူနိုင်လို့ကောင်းမဲ့အရှူနှုံးလေးကိုရွေးချယ်ပါရွေးချယ်ပြီးတော့ဂုဏစီစနစ်တွေအတိုင်းလိုက်ရှူရင်ပြီးပါတယ်ဒါပေမဲ့ဉာဏ်တဲ့ပုဂ္ဂိုလ်တွေကြတော့အာကောင်းပေါင်းဆောင်ရှိတဲ့ပုဂ္ဂိုလ်ကဖြည်းဖြည်းလေးနဲ့ပြင်းစလိုလေးရောရီရောရဲမလုပ်ပါနဲ့ဒီကရှူနှုံးနဲ့တထက်တဲ့ကြောက်အောင်ရှူပါဒီကရှူရှိုက်နှုံးနဲ့တထက်တဲ့အံကြသွားရင်ဇံဇောဝင်ပြီး ကိုမရှူရတော့ဘဲနဲ့သူ့ဘသူက အင်ဂျင်ဆက်ကိုစတာတာနှိုးပြီးတော့သူ့ဘောက်သူလဲပတ်နေတယ်လို့ကိုမရှူဘဲနဲ့သူ့ဘောက်သူရှူနေပါလိမ့်မယ်အဲ့ဒါဆိုဇန်စောတက်သွားလိမ့်မယ်အဲ့ဒီကျရင်ချမ်းသာပြီးတော့ဖြုတ်တော့မဖြုတ်ချင်ဘူးအဲ့တော့တရားကျင့်နေဆိုတာအခုယောဂီတို့ဥစဉ်ရဲ့ဥပဒါကဘောဒီခမရတို့မိတ်ဆက်ပြီးတယ်ဆိုတာယောဂီတို့အဲ့အတွက်အလုတ်ဖြက်ပြီးတော့ငွေကုန်ခံပြီးတော့လာခဲ့တာပါတက်တက်ကြီးနေချဲဖို့နာမည်ကြီးဖို့ရိတ်သာတွေများဖို့မဟုတ်ပါဘူးသူကသဘောပေါက်ပြီနော်ကိုလိုသူလိုအတူတူပဲ ီလိုတို့ကိုသနာပြီးတော့ဒီလိုလုပ်တဲ့ဆိုရင်တို့ကလည်းကြိုးစားအားထုတ်ရမယ်ဆိုတဲ့စိတ်ဓာတ်မျိုးနဲ့နော်တရားကျင့်ကြပါနမောတတ္တနဲ့ပြိကံယူကြပါ